မေလာမာမီခေဒီကနေ့ပွဲကစားပုံအပေါ်ခမရဲနဲ့ချုပ်သုံးသက်ချက်လေးပြောပြပေးပါဒီဝဲမနိုင်ငံမှာကျွန်တော်တို့ဆွေးနွေးခဲ့ကြတဲ့အတိုင်းပါပဲဒီဝဲမှာအထူးအကြတဲ့အရာကကလပ်အသင်းနဲ့အသင်းအဖြစ်အသင်းဘွယ်တခုအဖြစ်ကစားမတရားချင်းအဖြစ်ခင်ဗျားတို့ရဲ့ကုန်သိခါပါပဲကျွန်တော်တို့ဒီလိုပွဲမျိုးတွေစားတဲ့အခါဒီမှာချိန်တော်ကြာရှိနေခဲ့ပြီဖြစ်လို့ဒီဘွယ်ကအရန်ကိုခက်ခဲနေမယ်ဆိုတော့ကိုနားလေပါလေပွဲစားမှာကျွန်တော်တို့တကယ်ကိုကောင်းကောင်းစတင်နိုင်ခဲ့ပါလေအပြေအဝကြီးစိုးထားနိုင်ပါလေဂိုးလေအသွင်းယူထားနိုင်ခဲ့ပြီးနောက်ထပ်ဂိုးအသွင်းခွင့်ကောင်း၃-၄ချိန်လောက်လည်းရခဲ့ပါလေ ဒါပေမဲ့အဲ့ဒီအခွင့်အရေးတွေကိုကိုယ့်အဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူးဒူရီယာဘိုင်းမှာတော့ကျွန်တော်တို့ပွဲအပေါ်ချုပ်ကန်နိုင်မှုနည်းနည်းလေးရောကြသွားခဲ့ပါလိမ့်ဒါသဖြင့်တို့ရဲ့ဒါရိုက်စားပွန်နဲ့ဘေးစီဘက်ကိုဘောလုံးပြစ်တင်ပြီးတော့နေရာယူအသားစီရောက်အောင်စားတာမျိုးတွေကြောင့်ပါပဲအဲဒီနောက်မှာတော့ကျွန်တော်တို့လွှမ်းမိုးထားနိုင်မှုနဲ့ထန်ချုံနိုင်စွာနည်းနည်းလိုသွားခဲ့ပါလိမ့်ဒါပေမဲ့အပြောင်းလဲအနေနဲ့လုပ်ပြီးတဲ့နောက်မှာတော့အဲ့ဒီပုံစံကိုပြန်ရခဲ့ပြီးလှပါတဲ့ဂိုးတွေကိုလည်းရခဲ့ပါလိမ့်ဒူရီယာဂိုးမှာဆိုရင်ဇာလီဘောင်ရဲ့ဘောလုံးပေးဖို့မှုနဲ့လီယိုရဲ့အဆုံးသက်စွမ်းဆောင်ရာတကယ်ကိုထိတ်တန့်အဆင်ပါပဲ ရေဝရပြီတော့နိုင်ပွဲရလာကလင်းချင်းရလာတဲ့ဒီကနေ့ပွဲမှာ KR ဘွဲဦးထွက်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်။ကစားမ9ရောက်တော့ပြောင်းလဲလုပ်ခဲ့ပေမဲ့အသင်းကခြေစွမ်းကောင်းကောင်းပြတော့နိုင်ခဲ့တာကအသင်းအတွက်ဒါအပေါင်းလက္ခဏာစောင်းတဲ့အချက်များလား။အဟုတ်ပါတယ်။ကျွန်တော်တို့ရဲ့ Now Manchester City အသင်းရဲ့ Chelsea အသင်းအားလုံးဟာအော်တန်ကလပ်တွေနဲ့ဝေးခွင်ပွဲစဉ်တွေမှာနှစ်ဂိုးစီနဲ့အနိုင်ရရှိခဲ့ကြပါတယ်။ဒါရင်းလေးဘလုံးလောကရဲ့ Premier ရဲ့အရေးအသွေးနဲ့ပတ်သက်ပြီးတော့ဘာကိုပေါ်ပြနေတယ်လို့ထင်ပါလိမ့်။ဘလောက်တော့ခက်ကလေးစွာကတော့မယုံနိုင်စရာပါပဲ။ဒါကိုကျွန်တော်တို့ကြိုသိထားပြီးသားပါ။ မနေ့ကလဘာဘူးအသင်းနဲ့ချဲစီအသင်းတို့ပွဲကိုအနိုင်ရဖို့အတွက်ဘလောက်တောင်ချိန်ယူခဲ့ရလဲဆိုတာကိုကြည်ချင်းအဖြစ်ကဗျားတို့အနေနဲ့ဒီလိုအချိန်နဲ့မျိုးကိုမျောလင်းထားရမယ်ဆိုတာကိုသိနိုင်လိမ့်မယ်လို့ထင်ပါတယ်။တကယ်လို့တစ်ခုခုထူးခြားလာဖြစ်လာခဲ့တော့ကောင်းတာပေါ့။ဒါပေမဲ့ဒီမှာနိုင်ပွဲရဖို့ဆိုရင်တကယ်ကိုစူးစမ်းစားရလိမ့်မယ်ဆိုတာကိုတော့သိထားရပါတယ်။မော်ဂါယူကိုတနာယူပဲကစားခံဖို့ကအစကတည်းကခင်ဗျာရည်ရွယ်ထားတာလား။သူလူစားမလဲခင်မိနစ်အနည်းငယ်လို့မှဒဏ်ရာနည်းနည်းလေးရသွားတယ်လို့ကျွန်တော်တို့မြင်တွေ့လက်ရလို့လေ။ အာဒါကတူရင်စီစဉ်ထားတာပါမိနစ်60ကအများဆုံးပါပဲပွဲအတွက်လူစင်းရင်းထဲမှာကျွန်တော်တို့လူစားလဲပေးဖို့လိုအပ်တဲ့ဈာမ၄၅ရောက်လောက်ပါနေပြီသားပါအကြောင်းရင်းအမျိုးမျိုးကြောင့်ပါပဲသူသဖြင့်မစားပွဲကြောင့်လည်းနားယူချိန်ကြောင်းမြာကနေပြန်လာတာကြောင့်ပါပဲဒါကြောင့်မလို့ကျွန်တော်တို့ဒီအတိုင်းပဲစီစဉ်ကြတာဖြစ်ပြီးတော့အကောင်းတဲ့အချက်ကတော့ဘယ်သူမှဒဏ်ရာမရသွားတာပါပဲသူမှကြွက်သားဆိုင်ရာပြဿနာလည်းမရှိပါဘူးဒါကနောက်တဲ့အကောင်းအမြင်စရာတစ်ခုပါပဲ ဇာမကိုရောက်တော့အောင်ပြောင်းလဲလုပ်ပြီးတော့ဒီလိုလူစင်းမျိုးထုတ်နိုင်တာကမယုံနိုင်ကြပါဒီပြိုင်ပွဲတွေမှာဒီလူစင်းကဘယ်တော့မှကောင်းလဲဆိုတာကိုပြသနေတာပေါ့နော်အာဟုတ်ပါတယ်အဲ့ဒီအပြင်ကျွန်တော်လောဆောင်ရမှာကအရင်ကအတူတူမကစားခဲ့ဘူးတဲ့ဇာမတွေတကားမှအတူမကစားဘူးတဲ့ကွင်းလေလူတွေအပြည့်နဲ့ကွဲပြားတဲ့တိုက်စစ်မှုတွေတောင်းမှပဲကျွန်တော်လိုချင်တဲ့ခြေစွမ်းမျိုးကိုဖန်တီးနိုင်ဖို့ပါပဲ။မဆီလိုဇာမလေးဝင်လာပြီးအသင်းနဲ့ချက်ချင်းအခြေစက်မိသွားတာမျိုးတွေကဒီဘက်ကနေယူစရာအကောင့်မြင်စရာတွေအများကြီးပါပဲ။ အချို့ဇာမားတွေကလာမဲ့ပိတ်ရက်ပွဲစဉ်တွေအတွက်သူတို့ကစားဖို့ထိုက်တန်ကြောင်းသက်တည်ပြသသွားနိုင်ကြလားအဟုတ်ကဲ့အခုဆိုရင်ပြန်ဆန်မှုတွေကအများကြီးရှိလာပြီးဇာမားတွေကလည်းပွဲထွက်ခွင့်ရဖို့အတွက်တောင်းဆိုလာကြပါပြီကျွန်တော်တို့အတွက်ရောသူတို့အတွက်ပါပေါ့လေအဲ့လိုမျိုးကောင်းကင်ဇာတ်တွေပေးနေတာမျိုးလိုချင်တာပါပေါ့လို့ဆိုတော့ဒါကသူတို့ဟာအသင်းနဲ့တကယ်ကိုအထိတ်ဆက်မိနေပြီးတော့အသင်းကိုကူညီခြင်းစိတ်ကစားခြင်းစိတ်ပြင်းပြနေရဲဆိုတဲ့အတိတ်ပဲမှုလို့ပါပဲလူတိုင်းပွဲစားခြင်းတွေအများကြီးရကြမှာပါပဲ အေးရဲ့ကြောင့်လေးမေးချင်ပါတယ်ဒါကသူ့ကိုဘယ်ချန်ကွင်းနဲ့တိုက်စစ်နေရာမှာပထမဆုံးအချိန်ပွဲအတွက်ဇားခန့်တယ်လို့ထင်ပါတယ်သူဘယ်လိုဇားသွားတယ်လို့ထင်ပါလဲပြီးတော့အဲ့ဒီနေရာအတွက်သူဘာတွေယူဆောင်လာပေးလာလဲအော်ဟုတ်ကဲ့သူကငါးလေးတိဇားကွင်းနဲ့အလွန်ကြစ်လက်စွာဇားတဲ့အသင်းကိုဘုံနေရာကနေရင်ဆိုင်ဇားရတာပါအတွင်းပိုင်းမှာနေရာလွှတ်ရှာရတာမလွယ်ပါဘူးဒါပေမဲ့သူကကိုယ်ဒီနေရာထဲမှာအရန်ကိုစွမ်းဆောင်ရှိပါတယ် သူနောက်ထပ်သုံးလေးချိန်လောက်လုံးဝလွတ်ထွက်သွားပြီးလူတွေကသူ့ကိုဘောလုံးပေးခဲ့တာကိုခင်ဗျားတို့မြင်တွေ့ခဲ့ရမယ်လို့ထင်ပါတယ်။သူအနေနဲ့လုံးဆောင်ရမယ့်အရာတွေကအချိန်ကတည်းကနားလည်ဖို့အတွက်အဲ့ဒီဇာမောင်တွေနဲ့အတူတွဲကစားဖို့အချိန်နည်းနည်းလေးပိုလိုအပ်နေသေးပြီးတော့အဲ့ဒီအချိန်ကကြရင်တော့ဒီလိုလှူရှားမှုတွေကပို့ပြီးတော့တည်ငြိမ်လာပြီးကျောတို့အတွက်ပိုကောင်းလာပါလိမ့်မယ်။ရေဝရအပြင်တော့အရန်ကောင်းပါလိမ့်။သူစီကလည်းရနေတာတွေအများကြီးရှိနေသေးတယ်လို့ကျွန်တော်တို့ထင်ပါတယ်။ခင်ဗျားကဘတ်ဆောင်တော့ဇာမတွေကိုကြိုက်တယ်ဆိုတော့လည်းကျွန်တော်တို့သိပါတယ်။သူ့ကိုကြည့်ရင်ဘဲတော်မန်ညာတော်မန်ဘဲချန်းကွင်းလဲတိုက်စစ်နေရာတွေမှာဇာခဲ့ပြီးပြီ ဒီလိုတိုင်းစစ်ဈာမတွေထဲမှာသူကခမရရဲ့ဘတ်ဇုံ၃ဝင်ဆုံးဈာမဖြစ်နေပြီလားအတင်းတင်းတွေ့တာကဘလောက်တန်ဖို့ရှိပါလဲအာဟုတ်ပါလေဖြစ်နိုင်ပါလေနောက်ဆုံးမှာတော့ကျွန်တော်တို့သူ့ကိုတုံးချခြင်းတဲ့ပုံစံကတော့သူ့ရဲ့မော်ဆန်တဲ့အခိုက်အတန့်တွေကိုဖန်တီးနိုင်မဲ့အတင်းတွေအပြောင်းလဲလှုပ်ပေးနိုင်မဲ့နေရာတွေမှာဘောလုံးရအောင်လှုပ်ပေးဖို့ပါပဲဒီကားလေးမှာတော့ဒါကဘေးတော်မန်ကနေဖြစ်နိုင်တယ်တော့ဒီကားလေးမှာလေပြန်ပြန်အတင်းပေါ်မှာမူတည်ပြီးတော့ညာဘက်ကနေလဲဘဲကိုရွှေ့ကစားတာမျိုးလဲဖြစ်နိုင်ပါလေ Brighton ကြောင့်လေးနင်တော့ပြောပြပေးလို့ရမလားခက်ခက်တဲ့ဘွဲစင်တဲ့ဘွဲပေါ့ လွယ်ကူသွားမှာတော့မဟုတ်ပါဘူးကျွန်တော်တို့ခက်ခဲတဲ့ပွဲစဉ်တွေပဲစားခဲ့ရပါတယ်။အနေအဆုံးတော့အိမ်ကွင်းဖြစ်နေတာကအကောင်းမြင်စရာတစ်ခုပေါ့လေ။ဒါမှမဟုတ်လည်းတို့ကထိတဲ့အသင်းတင်းတင်းဆိုတာကျွန်တော်တို့သိရှိထားပြီးတော့ခက်ခဲတဲ့ညညဖြစ်လာမှာပါ။ကျေးဇူးတင်ပါတယ်။မေလာမာသောမတ်ဒီညပွဲကစားပုံကိုဘယ်လိုများမြင်မိပါလဲ။အာပထမဆုံးအနေနဲ့ဝမ်းသာတယ်လို့ပဲပြောရမှာပေါ့နိုင်ဝဲရတဲ့အတွက်ဂုဏ်ယူပါတယ်ကလင်းရှိရတဲ့အတွက်ဝမ်းသာပါတယ်နောက်ဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့အတွက်ဝမ်းသာပါတယ်ဒါကအထူးအရေးမှန်းချက်ပါပဲပထမပိုင်းကစားပုံကကောင်းပုံခဲ့တယ်လို့ကျွန်တော်ထင်ပါတယ် ဘွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပြီးကျွန်တော်တို့လိုချင်တဲ့လိုအပ်တဲ့အခွင့်အရေးတွေကိုဖန်တီးထားနိုင်ခဲ့ပါတယ်။ဂေါ်တွေပို့ပြီးတော့တွင်းယူနိုင်ခဲ့တင်တာပါ။တကယ်တော့ပထမပိုင်းမှာမယ်ရီဒါဝါရောအထာအချိန်မှာပါခွင့်ရေကောင်းကြီးတွေရရှိခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ပို့ပြီးတော့အထိတ်ဆက်မမိတော့ပါဘူး။ကျွန်တော်တို့ဘောလုံးကိုလွယ်လွယ်ကူကူပေးလိုက်တာတွေအများကြီးများသွားတယ်။ဘီယာဘေးကစားပုံကလည်းထိတ်တဲ့အဆင့်မှမရှိခဲ့ပါဘူး။ ဒါပဲလည်းဒေါ်ဂက်စတာကိုလည်းချေကျူးရမှာပါသူတို့ကအရက်ကိုရဲရင်ပြီးကျွန်တော်တို့ကိုကစားရခက်အောင်ကိုကောင်းကောင်းလုပ်ပြသွားနိုင်ခဲ့ပါတယ်ဒါကြောင့်ဖီးယားဘေးမူကမှပြေဆုံးတဲ့အခါသူတို့ကဘွဲကိုပိုခက်ခဲသွားအောင်လုပ်နိုင်ခဲ့တာကြောင့်သူတို့ကိုလည်းကျွန်တော်တို့အနေနဲ့ချေကျူးရမှာပါဒီတော့ကဒီကနေ့မှာနောက်တန်းမှာဈာခရပေးမယ်အမကန်ကိုရကိုသွင်းယူနိုင်ခဲ့ပါတယ်သူရဲ့ဒီကနေ့ခြေစွမ်းတဲ့ပတ်သက်ပြီးတော့ဘလို့များမြင်မိပါလဲအရန်ကိုဝမ်းသာပါတယ်သူကျွန်တော်တို့အသင်းကိုရောက်လာကြတဲ့ကကျွန်တော်တို့အတွေ့အရန်ကိုကောင်းအောင်နဲ့ဈာမတစ်ယောက်ဖြစ်ခဲ့ပါတယ် ဘောနောင်ကလူနေရာမှာဝင်ကစားပြီးတော့ကောင်းကောင်းကစားပြသသွားနိုင်ခဲ့တယ်လို့တိတ်ကောင်းတဲ့ဂိုရုကိုလည်းတွင်းယူသွားနိုင်ခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ကျေနပ်မိပါတယ်။ပမ်မတင်းနဲ့ဒီကနေ့ပွဲမှာမပါဝင်ခဲ့ဘူးနော်။အော်ဟုတ်ပါတယ်ကျိုတင်ကာကွယ်မှုအနေနဲ့အနားပေးလိုက်တာပါ။ပေါင်ကြသားနည်းနည်းလေးအကျော်တင်းသွားတာမျိုးပါ။ဒါကြောင့်မလို့ဒီကနေ့ပွဲမှာပါဆွန်စားမှုမှာတော့ကျွန်တော်အနေနဲ့မလုံးချင်တော့ပါ။ဇနေနေ့ပွဲအတွက်တော့အသင့်ဖြစ်နိုင်ရေတော့များပါလိမ့်မယ်။ မေလာမသောမက်စ်ခင်ဗျားပြောခဲ့သလိုပဲမရီတခွင်ရေးနှစ်ချိန်လုံးရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပါဘူးသူရဲ့လက်ရှိခြေစွမ်းကိုရောဘလို့များမြင်မိပါလေပြီးတော့သူကြုံတွေ့နေရတဲ့အခြေအနေမျိုးမှာကစားမတယောက်ရဲ့ယုံကြည်မှုကိုဘလို့များတိဆောက်ပေးပါမလဲယောသားပြောမယ်ဆိုတော့သူကခြေစွမ်းကြောက်နေတဲ့အခြေအနေမျိုးမှာရှိနေတယ်လို့ကျွန်တော်မထင်ပါဘူးဝါဆန်ရဲ့ဘွဲမှာသူတိုက်စစ်မှုအပြည့်စားသွားတာတကယ်ကိုကောင်းတယ်လို့မြင်ပါတယ်တင်းတွေအရန်ကိုကြိုးစားပေးခဲ့ပြီးနေရာမှန်တွေကိုရောက်အောင်သွားနိုင်ခဲ့ပါတယ်ဒေနေဘွဲမှာလည်းသူအဲ့လိုမျိုးလုံးပြနိုင်ခဲ့တာကြောင့်ခြေစွမ်းမှအရတော့ ဒါကတိုးတက်လာမှုတစ်ခုပဲလို့ကျွန်တော်ထင်ပါတယ်အဆုံးသတ်ကိုတွင်းယူနိုင်ခဲ့မှုဆိုတော့နောက်ဆုံးရလကိုကြီးကောင်းကြီးနိုင်ပေမဲ့လည်းကိုရီးယားတဲကိုရောက်အောင်သွားနိုင်တဲ့သူ့ရဲ့ခြေစွမ်းကိုတော့ကျွန်တော်တို့အရန်ကိုကျေနပ်ပါတယ်ပရမဘိုင်းမှာဘရန်နန်ရဲ့ဖန်နီပေးမှုကနေပိတ်သွင်းမှုနည်းနည်းလေးလွဲချော်သွားခဲ့ပါတယ်။ဒုတိယဘိုင်းမှာလည်းနောက်ထပ်ကောင်းမွန်တဲ့အခြေအနေတစ်ခုလောက်မှာသူနေရာယူနိုင်ခဲ့ပြီးကံကြက်ကောင်းတစ်ခုလည်းရှိခဲ့ပါတယ်။ဒါကြောင့်ခြေစွမ်းမဲ့အရာတော်တိုးတက်မှုတွေရှိခဲ့တယ်လို့ကျွန်တော်ပြောချင်ပါတယ်။အော်ချီဂရေးကိုဘိုးနောက်ကလူနေရာမှာအစားကွင်းလည်းမှာကစားစေခဲ့ပါတယ်။သူ့ရဲ့ခြေစွမ်းကိုရောက်လို့များမြင်မိပါတယ်။ သူ့ရဲ့ပြေလောနိုင်စွမ်းကိုကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။သူနောက်တန်းကြားကိုထိုးဖောက်ဖို့အတွက်အရန်ကိုစီအောင်ထက်သန်နေပါတယ်။ဘောလုံးနဲ့တူပြေလောတဲ့အခါမှာလည်းရန်ကောင်းပြီးကွင်းတစ်ချောင်းပြေဆွဲနိုင်စွမ်းရှိပါတယ်။ဒါကြောင့်ဒါကကောင်းမွန်တဲ့ခြေစွမ်းတစ်ခုလို့ကျွန်တော်ထင်ပါတယ်။ဒါမှသောမတ်စ်မက်ဒီအကြောင်းလေးပဲပြန်ပြီးမေးချင်ပါတယ်။သူပဲချမ်းမှာရောဘဝမှာပါကစားနိုင်တယ်လို့ခင်ဗျားပြောခဲ့ပြုပါတယ်။ဒါမဲ့အသင်းကိုသူပြေဆွမ်းခဲ့တဲ့အဒီကအရေးအသွေးကဘာတွေများဖြစ်မလဲဆိုတော့ကိုပြောပြပေးလို့ရမလား။သူ့ရဲ့ဂိုးရီယာလေးကိုရောက်အောင်သွားနိုင်တဲ့အရေးအသွေးနဲ့ဒီနောက်တန်းကြားကိုထိုးပေါက်ပြေးတာလို့ရော နေရာမှန်တော်တွေကိုရောက်အောင်သွားတာပါလုံနိုင်တဲ့အချိန်ကိုခင်ဗျားတို့မြင်နိုင်မယ်လို့ထင်ပါတယ်သူရဲ့ပြိုင်မကိုပြောင်းပေးကစားနိုင်စွမ်းကလည်းအရင်ကောင်းတယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒီအချိန်တွေမှာသူစူးစားကစားပုံကိုကျွန်တော်ကြိုက်ပါတယ်ပြီးတော့သူ့ရဲ့ခြေစံစားပုံကလည်းကောင်းမှန်တဲ့အဆင့်မှာရှိနေပြီးတော့ဒီတက်တောင်ပို့ပြီးတော့ကောင်းလာနိုင်ပါသေးတယ်ဗျာခင်ဗျားကဂျီနိုကိုခန်းစစ်မှာထားပြီးတော့အာတီကိုကွင်းလယ်မှာကစားစေခဲ့ပါတယ်ပြီးတဲ့ရာသီကကြတော့ဒါရဲ့ပြောင်းမြန်လို့ဖြစ်ခဲ့တာကိုတွေ့ရပါတယ်အခုဆိုရင်အော်ချက်နေရာကကွင်းလယ်ကိုပြောလို့ရနေပြီလားခြေဆက်ပြီးတော့အဲ့ဒီတိုင်းပဲဆက်သွားမှာလား အာဂျီကဘိုးနောက်ခံလူနဲ့ညာနောက်ခံလူနေရာတွေမှာပါစားနိုင်တယ်ဆိုပေမဲ့ကျွန်တော်တို့သူ့ကိုကွင်းလေလူတယောက်အနေနဲ့ပို့ပြီးတော့မြင်ပါတယ်ဒီကနေ့ဘဲမှာလည်းသူ့ကိုအဲ့ဒီနေရာမှာမြင်တွေ့ခြင်းခဲ့တာပါပြီးတော့ဂျီနိုကိုဘိုးနောက်ခံလူအဖြစ်ကစားစေတဲ့ကျွန်တော်ရဲ့ခံစားချက်ကိုယုံကြည်မှုရှိခဲ့ပြီးကျေနပ်မိပါတယ်မေယာမာသောမတ်လူကာအကြောင်းလေးပါသူကဆက်ချောင်းနေပဲရှိနေတဲ့ဒေးဗစ်မဲအာဆနယ်ကမတ်လို့လူဘူးကရီယိုတို့ကိုကြည့်ရင်ဒီကိဘလုံးလောကကပို့ပို့ပြီးတော့အယံကိုကောင်းနေတယ်လို့ခံစားရပါတယ်ခင်ဗျားတို့ရောအဲ့လိုမျိုးထင်မိလားအဟုတ်ပါလေ လောနဲ့နှစ်မြောင်းစွာအတွင်းမှာကမ္ဘာတစ်ပတ်ကအရေးအတွေးရှိတဲ့လူငယ်တွေကိုမွေးထုတ်ပေးရင်းနဲ့ဂရမီတွေအပေါ်မှာအာယုံဆိုင်မှုကအရန်ကိုကြီးမားလာကြပါတယ်။ဒါကြောင့်လို့ရည်ချင်းရှိတဲ့ဈာမတွေပို့ပို့ပြီးတော့များလာပြီးတော့ပေါ်ထွက်လာတဲ့လူငယ်တွေကလည်းပို့ပို့ပြီးတော့များလာကြပါတယ်။ဒါပေမဲ့ဆက်ရောက်နေသောအရွယ်မှာပို့ထွက်ခွင့်ရတာကတပိုင်းပါ။နောက်စင်းကပို့ပြီးအရေးကြီးပါတယ်။အဲ့ဒါကလူကဒါမှမဟုတ်ခြားဈာမတွေရှေ့ဆက်ဘလိုမျိုးခြေလှမ်းမလဲဆိုတဲ့အရာပါပဲ။ဆိုတော့ တကယ်ကိုပုံမှန်ဇာခွင့်ရတဲ့ပထမအသင်းဇာမတယောက်ဖြစ်လာဖို့ဆက်ပြီးတော့စ조사သွားရမယ့်လမ်းကတော့အရန်ကိုခက်ခဲပါတယ်။ဒါပေမဲ့ပထမအခြေလမ်းကတော့အရန်ကိုအရေးကြီးပါတယ်။မေလာမာသောမတ်နောက်ဆုံးအနေနဲ့မတ်တီအကြောင်းပဲပြန်သွားရရင်ဂိုရီယာရဲ့ရောက်အောင်သွားနိုင်တဲ့သူ့ရဲ့ခြေစွမ်းကိုခမရသဘောကျတယ်လို့ပြောခဲ့တယ်နော်။စုံတဲ့ပိုင်းလဲလိုနေတာပေါ့။ဒီကနေ့ဘက်မှာသူတကယ်ကိုကိုသွင်းခြင်းနေတဲ့ပုံပဲဗျ။ဆိုတော့ဒါကတန်းစင်ကိုတယောက်အတွက်သူ့ရဲ့ကြောနဲ့တိုက်ပြီးတော့ပဲဖြစ်ဖြစ်အာကန်ကောင်းမီကိုရိုကိုလောက်ဝင်သွားတာနဲ့အရာလုံးအစီအမီသွားမဲ့ပုံမှန်ဖြစ်နေကြကိစ္စမျိုးလားအဟုတ်ပါလေ သူတကယ်ကိုဂိုးသွင်းခြင်းနေပြီးတော့ခြေစမ်းပြသခြင်းနေတယ်လို့ပြောရင်တော့ဒါကမှန်ပါလိမ့်။ကံမကောင်းဆောင်နယ်ပဲတားဆီမှုတရားဖြစ်နေတဲ့အတွက်ခမရကဂိုးတွေနဲ့တိုင်းတာခံရတာပါပဲ။ဂိုးသမားတရားကိုကိုကိုပြန်မသွင်းမိဖို့တိုင်းတာခံရသလိုပေါ့လေ။ဒါမဲ့လည်းပဲကျွန်တော်အရင်ကပြောခဲ့သလိုပါပဲ။ရုံကုန်ကြည့်မယ်ဆိုရင်သူ့ရဲ့ခြေစမ်းကတကယ်ကိုတိုးတက်လာခဲ့တာပါ။ဒါမဲ့ဟုတ်ပါလိမ့်။သူ့ကိုဂိုးသွင်းစေခြင်းခဲ့တာပါ။ဘာလို့လဲဆိုတော့အဲ့ဒီကိုရခဲ့ရင်ဒီဇလန်းကပို့ပြီးတော့တော့မှကောင်းမွန်သွားမှာမဟုတ်လို့ပါပဲ။ကျေးဇူးတင်ပါတယ်။မဲလာမှာပဲဝယ်ပြီးသုံးသက်ချက်လေးပြောပြပေးလို့ရမလား။ ဘောလုံးကအဲ့ဒီလိုအလုပ်လုပ်တာမဟုတ်ပါဘူးကျွန်တော်တို့တကယ်ကောင်းမွန်တဲ့ခြေစွမ်းတစ်ခုကိုဇားပြားသားနိုင်ခဲ့ပြီးအာဆင်နယ်နဲ့နောက်ဆုံးဇားတဲ့ပွဲနဲ့ဆိုင်တော့အခန်းစဉ်ပိုင်းမှာအများကြီးတိုးတက်လာခဲ့တယ်လို့တင်ပါတယ်ဘောလုံးနဲ့အတူဇားတဲ့အခါမှာလည်းသူတို့ကကျွန်တော်တို့ကိုကစားခွက်တီဆောက်ခွင့်ပေးကြတာကကောင်းမွန်ခဲ့ပါတယ်ပထမပိုင်းမှာတက်စစ်အေရီးယားရဲ့နောက်ဆုံးဘောလုံးပေးဖို့မှုတွေဒါမှမဟုတ်ဖြတ်တင်ဘောတွေမှာပို့ပြီးတော့ပါဝင်နိုင်ခဲ့တယ်တင်ပါတယ် ဒါက88မိနစ်89မိနစ်မှာအခွင့်ရရချိန်ပဲပြီးခဲ့ရပါတယ်ကျွန်တော်ရဲ့ဆေးရာသီအထွေထွေရ FA ဘလားပဲဖြစ်ဖြစ်ကာလဘောင်ဘလားပဲဖြစ်ဖြစ်အဲချန်ပီယံရှစ်ပဲဖြစ်ဖြစ်လီဝမ်ပဲဖြစ်ဖြစ်လီတူအသင်းတွေရဲ့အဝေးကွင်းမှာတွားစားရတာအများအားခက်ခဲတယ်ဆိုတော့ကျွန်တော်သိပါတယ်ဒါကြောင့်မကျွန်တော်တို့အများအားအကောင်းဆုံးပုံစံနဲ့ကစားခဲ့ရပါတယ်ဂျွန်စတုန်းရဲ့နေတန်ကတော့ကောင်းကောင်းစားနိုင်ခဲ့တဲ့အတွက်ဝမ်းသာတယ်လို့ခြားစားမရီလူသစ်တွေလူဟောင်းတွေအားလုံးကလည်းကျွန်တော်တို့သတ်မှတ်ထားတဲ့ပုံစံအတိုင်းကစားပေးနိုင်ခဲ့ကြတဲ့အတွက်ကျေနပ်မိပါတယ် ဖီဝရန်တကူသွင်းယူနိုင်ခဲ့ပြီးတော့အချုံကုန်ကြည့်မယ်ဆိုရင်သူ့ရဲ့ခြေစွမ်းကတကယ်ကိုအမခံပဲနော်။အော်ဟုတ်ပါလေလောကမှန်ပါလေ။ဖီဂါတက်ဆင်မှုနောက်ကနေကစားတဲ့အခါမှာမျိုးမာတယ်တကယ်ကိုချင်းချောင်းမှုတစ်ခုပါပဲ။အာဆင်နယ်ရဲ့ဘက်ကအရန်ကိုခက်ခဲတဲ့ပွဲစဉ်တွေဖြစ်ခဲ့တာကြောင့်ရေဂွန်နဲ့ဖီတို့ကိုအရန်လူစင်းလဲပေးခြင်းခဲ့ပေမဲ့သူတို့ကလူငယ်တွေဖြစ်ပြီးအောင်းရင်အပြည့်ရှိနေကြပါတယ်။ကုရောမန်ချက်စတာကိုပြန်ပြီးတော့နောက်ပွဲအတွက်ပြင်ဆင်ရမှာပါလေ။ဖီနဲ့ရီဂိုတို့ကအာဆီယံနဲ့ပွဲမှာပါဝင်ခဲ့တဲ့ဈာမတွေပါသူတို့ဈာကျင်တယ်လို့ပြောခဲ့လို့လားဒါမှမဟုတ်ခင်ဗျာသူတို့ကိုမေးခဲ့တာလား ကျွန်တော်တို့ကိုမမေးခဲ့ပါဘူးဗျာတို့ကလူငယ်ဇာမတွေလေအသက်28 29အရွယ်ဇာမတွေဆိုတော့မတူတော့ဘူးပေါ့လေတို့ကဇာချင်းကြောင်လေပြီးတော့ညာတို့အချင်းတွေကလည်းထူးထူးခြားခြားကောင်းမလဲမြက်ခင်းမြင်ကလည်းပြီးပြီးဇုံနေပရိသတ်တွေကလည်းထိတ်တမ်းပဲကစားဖို့အတော်တိတက်ကောင်းတဲ့အချင်းတွေမရှိတော့ဘူးလေဆိုတော့တို့ဘောလုံးဇာတာကိုချစ်ကြတာပဲအဲဒါကြောင့်ကောင်းမွန်ခဲ့ပါလေဖီးရဲ့ခြေစွမ်းကိုရောကျွန်တော်တို့ဘလောက်အထိမြင်တွေ့ရအောင်မလဲကျတို့သူ့ရဲ့ခြေစွမ်းကောင်းတို့ကိုမြင်တွေ့ခဲ့ပြီပါပြီ။တင်းကပိုကောင်းကောင်းဇားနိုင်တဲ့အခါမှာကစားမတိုင်းကသူ့ရဲ့အဆွမ်းအစကိုထုတ်ပြနိုင်ကြတာပါပဲ ဒီနေ့တရက်ထဲမှာမဟုတ်ပါဘူး။ယူရိုက်နဲ့ပွဲ၊နာပိုလီနဲ့ပွဲတွေမှာလည်းသူတို့တကယ်ကိုကောင်းကောင်းလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ကယ်ဗင်အတွက်ဒီဇင်ဘာလနောက်ပိုင်းပထမဆုံးပွဲထွက်ခွင့်ရလာပါတော့။ဒါကအခိုက်အတန့်ကောင်းတစ်ခုပါ။ဒါပေမဲ့မနေ့ကကယ်ဗင်ဖခင်တရားဖြစ်လာခဲ့ပါတယ်။သူဒီမနေ့ပဲလန်ဒန်ကနေရောက်လာတယ်။အခုအတူဇနီးနဲ့ကလေးတွေရှိရာလန်ဒန်ကိုပြန်သွားပါပြီ။ဆိုတော့ဂျွန်စတုန်းရဲ့အခြေအနေကိုကျွန်တော်တို့အတိအကျမသိသေးတာကြောင့်မနေ့အနေငယ်တော့ပဲဝင်စားပေးခဲ့တာပါ။ဒါမဲ့လည်းပွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက်တန်းမှာအများကြီးအားထုတ်စရာမလိုတဲ့အတွက်သူတို့တကယ်ကိုကောင်းမွန်ခဲ့ပါတယ် ဘာဂျက်စတောင်စီးတီမှာဇာမတွေကိုအခွင့်ရေးပေးတာမြင်ရတဲ့အခါမှာခမရအနေနဲ့အမြဲတမ်းဂုဏ်ယူတတ်ပေမဲ့ဒီကနေ့ပွဲရဲ့ထင်ရှားဆုံးဇာမကတော့ Vivo တဲ့မှာဆိုတော့သူ့အနေနဲ့နံပါတ်10နေရာမှာဇာတာကိုပို့ပြီးတော့တတ်တောင်းတတ်တာရှိတယ်လို့ခန်းစားရနေပြီလားဟုတ်ပါတယ်လုံးဝမှန်ပါတယ်ကိုရီးယားနဲ့နေကနေတဲ့နေရာမှာသူကဇာပုံကပြည့်ပြည့်စုံပါတယ်သူ့အနေနဲ့လွတ်လွတ်လပ်လပ်နဲ့ကိုရီးယားနာမှာဇာတဲ့အခါမှာသူကအခြားသူတွေနဲ့မတူတဲ့ထူးခြားတဲ့အရာတခုကိုပေးစားနိုင်ပါတယ်ဒီနေ့ဘက်မှာဂိမ်းပြီးတော့ဇာမ6ယောက်အပွဲအတွက်လူစင်းမှာပါဝင်ခဲ့ပြီးနောက်တဲ့2ယောက်လည်းပါဝင်ကစားခဲ့ပါတယ် အကယ်မီအတွက်၈ရောက်ဒင်းနေပွဲမှာစားခဲ့တာကတကယ်ကိုကောင်းမတဲ့အရာတစ်ခုပါပဲ။မေလာပါပဲဖီအကြောင်းပါပဲသူ၁၁ရက်တွေမှာ၄ပွဲစားခဲ့တာကတကယ်ကိုအပေါင်းလက္ခဏာတစ်ခုဖြစ်ရမယ်လို့ထင်တယ်။စတော်ပြေးတဲ့ရာသီကသူ့အနေနဲ့ပုံမှန်ဘောထောက်ခွင့်ရဖို့အတွက်ရုန်းကန်ခဲ့ရတယ်လေ။အော်ဒီဂရီတော့ကျွန်တော်ကရွှေရင်ကျက်အနေနဲ့ပြောင်းလဲတွေလုပ်ခဲ့တာပါကျွန်တော်ကပွဲ၃ပွဲစရိုက်ကစားမဟောင်းတွေနဲ့ပဲကစားခြင်းနဲ့အတူမျိုးတော့မဟုတ်ပါကစားမတွေအတွက်တည်ငြိမ်မှုပုံစံမှန်တဲ့လုံရုပ်လုံစင်တွေကိုတိဆောက်ပေးခြင်းပါတယ်အာဆင်နယ်နဲ့ပွဲမှာသူ့ရဲ့အင်အားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သူ့ကိုအများကြီးအပြစ်တင်ခဲ့ကြပြီပဲလေ အော်စနယ်ရဲ့အရေးသွေးကလည်းထိတဲ့အဆင့်မှာရှိနေတာကိုဒါမှလည်းပဲကျွန်တော်ကအသင်းကိုလှည့်ကြအသုံးပြရတာကိုပို့ပြီးတော့ကြိုက်ပြီးဒီကနေ့မှဆိုရင်အဲ့ဒီအတွက်အကောင်းဆုံးနေတဲ့နေပါပဲအော်စကာပေါ့ကောင်းကောင်းစားတယ်ဇာဗီယိုကောင်းကောင်းစားတယ်သူတို့အားလုံးဘောလုံးမရှိတဲ့အချိန်မှာတက်ကြွမှုရှိခဲ့ကြပြီးတော့ကျွန်တော်တို့တကယ်ကိုကောင်းကောင်းစားနိုင်ခဲ့ပါတယ်အဲ့ဒီချက်တွေကြောင့်ပဲကျွန်တော်တကယ်ကိုကျေးနပ်မိပါတယ်မေလာမော်ရီကိုကိုစားလိုက်တဲ့ခင်ဗျားစကားတွေအများကြီးပြောနေတာတွေ့ရပါတယ်ဘာလို့များပြောသွားရပါလဲရီကိုကကျွန်တော်ပြောတာကိုအများကြီးနားထောင်ပြီးတော့တိုးတောင်းလုံးမဲ့တဲ့သူပါဆိုတော့ဒီလိုအချိန်တွေမှာ ပါလို့ရအောင်လဲကျွန်တော်ကိုပြန်မေးတဲ့သူအားဆိုတော့ကွင်းထဲမှာဖြစ်ပြနေတဲ့အချိန်မှာရှင်းပြတာပိုကောင်းပါလေ။ဘာလို့ဆိုတော့ခမဒီမှာရှိနေပြီးရောပိုကောင်းအောင်ရှင်းပြနိုင်လို့လေ။ရေကိုကလူငယ်ဇာမလေးတယောက်ဖြစ်ပြီးတင်ကြရလွယ်ကူတဲ့ဇာမတစ်ယောက်ပါ။တင်ယူခြင်းစိတ်နားထောင်ခြင်းစိတ်ရှိပြီးဇာမလေးကမန်နေဂျာနဲ့အတွေ့လက်ဆောင်တစ်ခုပါပဲ။ချို့ကြတော့လဲသူတို့ကနည်းနည်းကွဲပြားစွာနဲ့ယုံကြည်တတ်တဲ့သူတို့ပြောတာတော့ခက်ပါလေ။ရေကိုကတော့အဆုံးထိနားထောင်ရမယ့်ဇာမမျိုးပါ။ထို့သဖြင့်ဒုတိယပိုင်းမှာကျွန်တော်တို့သူ့ကိုအသုံးပြုပြီးတိုက်စစ်ကိုထိန်းချုပ်ရတာပြိုင်ဘက်ရဲ့ကန်ဆယ်လှိုင်းတွေကိုထိုးပေါက်ရတဲ့အခါတိုင်း အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။ဖေးရဲ၊ရေကိုနဲ့ပြီးတော့တော်မန်ဇာမာတွေနဲ့ကန်ဆယ်လန်တွေကိုထိုးပေါက်ခနဲ့ဒုတိယပိုင်းကအကြိမ်၃ကြိမ်လောက်ကအခွင့်အရေးတွေကြီးပါပဲ။သူအဲ့ဒါကိုပို့ပြီးတော့အသုံးချရမယ်။သူလုံနိုင်တဲ့အရေးအသွေးတွေရှိပါတယ်။အနောက်ကပွဲစဉ်တွေမှာဆိုရင်ဒါမှမဟုတ်သူ့ရဲ့တိုးတက်မှုဖြစ်စဉ်တွေမှာသူတို့ကိုလုံနိုင်ပါပါ။ကမြောက်နေတဲ့ပြိုင်မဲ့ရင်ကဇာပုံကိုဘယ်လိုများမြင်မိပါလဲ။သူတို့၄နှစ်၅ကနေနောက်ဆုံးမိနစ်မှာ၄ရောက်ထဲနဲ့ဇားသွားတဲ့ပုံစံပြောင်းသွားတာကိုတော့ကျွန်တော်တော်တော်လေးမျှော်လင့်မထားပါဘူး။ဆိုတော့သူတို့တကယ်ကိုကောင်းကောင်းဇားသွားတယ်လို့ကျွန်တော်ထင်ပါတယ်။ခန်းစစ်ကလည်းတည်ငြိမ်ပြီးတော့ ရဲရင်နဲ့စိတ်တက်နဲ့ဇားသွားတော့မလွယ်ကူခဲ့ပါဒါပေမဲ့ကျွန်တော်တို့ကျွန်တော်တို့အခွင့်အရေးမပေးခဲ့ရတဲ့ပုံမှာပဲအာရုံစိုက်ထားပါလေဒီလိုပြန်မလို့မှာဆိုရင်ပုံသင်္ကန်းဘောတွေကမြဲတဲ့အန်ဒီရရှိတဲ့အရာပါကျွန်တော်တို့ကစားပုံကြောင့်တောင်းကန်ဘောနဲ့ပြစ်တန်ဘောတွေအများကြီးမပေးခဲ့ရပါဘူးဒီနေ့ပွဲမှာတောင်းကန်ဘော၁၂ကြိမ်လောက်ပေးခဲ့ရတာကတော့ကျွန်တော်တို့ရဲ့စားပုံကြောင့်ဖြစ်လာတဲ့အကျိုးဆက်ကြောင့်တစ်ခုပါလေဒါကြောင့်ပြန်မကအခွင့်အရေးရနိုင်တဲ့ပုံသင်္ကန်းဘောတွေရောကြသွားအောင်ကျွန်တော်တို့ကစားပုံကိုမြင့်တင်ရပါတယ် လောရဲနှစ်တွေကသူတို့ပရီးမီးယားလိမှာရှိနေတဲ့တုန်းကဒီမာလာစားရရဲ့အမြဲတမ်းရုန်းကန်ခဲ့ရတာကိုကျွန်တော်မှတ်မိပါသေးတယ်။ဒါပေမဲ့ဒီကနေ့မှာတော့ကွင်းရဲ့အခြေအနေကတကယ်ကိုအမကန်းစွာကောင်းပြီးရာသီဥတုကလည်းခက်ခဲပေမဲ့ဘောလုံးကမြန်ဆန်ခဲ့ပါလေ။နောက်ဆုံးပွဲစဉ်တွေမှာမဆောင်ခဲ့ရတဲ့ဇာမတွေအတွက်တော့ဒီပွဲဟာပြန်ရအောင်ကောင်းမွန်တဲ့စမ်းသပ်မှုတစ်ခုပါပဲ။မျောလင်းလာကတော့ကာမာဖလာနောက်ဆုံးအဆင့်မှာခြားဇာမတွေပြန်ပါလာပြီးတော့ဒီလိုပွဲမျိုးတွေကိုဇာမအစုံအလင်နဲ့ကစားနိုင်ဖို့ပါပဲ။ကျေးဇူးတင်ပါလေ။ကျေးဇူးတင်ပါလေ။ပရိသတ်များလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။